ဖြစ်လို့ဒီချဲမှာစိန်ရွှေယရနာတွေထည့်ပြီးတော့ထပနာရာလေထပနာရာဆိုတာထိသွင်းတာဘာလို့ထပနာရာလဲမေးလို့ရှိရင်ဖြေတတ်ဖို့လိုအပ်တယ်ပေါ့မေးလာလိုက်မယ်ကိုယ့်အကူလေးပဲဘာအထိတ်ပဲရှိတယ်လဲအေးဖះကိုလှူတာပဲဆိုတော့အထိတ်ပဲအပြင်ဘာအထိတ်ပဲရှိတယ်နော်ဖះကိုလှူတာဒီပြန်နဲ့လဲလှူလို့ရတာဘာအကျိုးရှိလဲ ကိုယ့်ရဲ့ယရနာတွေတံပိုးရှိတဲ့ယရနာတွေကိုမြုပ်ပြစ်လိုက်တာဘာအကျိုးရှိဒီလိုမေးစရာဖြစ်လာဒီရဲ့အစစ်ကိုနားလည်သဘောပေါက်ဖို့လိုအပ်တယ်။အဲ့ဒီမဲ့ဌာပနာပစ္စည်းယရနာတွေထက်သွင်းတယ်ဆိုတာဘုရားဘာသာဝင်နေနေတယ်။တစ်ဖက်ကမေးလာလို့ရှင်ဖြေစရာကဘာလို့ဆိုမြတ်စွာဘုရားရဲ့တတ်တော်မူတော်တွေကိုစုပြီးတော့စေတီတော်ရှိသမျှကနေပြီးတော့ရှင်မဂတ်တော်ကအစတတမင်းနဲ့တိုင်ပင်ပြီးတော့ဓာတုဋိဌာနဆိုတာ ဓာတ်တော်တွေအကုန်လုံးစုပြီးတော့ထားအဲ့ဓာတ်တော်တွေစုပြီးတော့ထားတဲ့အဲမှာတံပိုးကြီးမားလာတဲ့ပရမညာတုံးကိုထည့်တာကိုယ်တော်ထည့်ထားပြီးတော့စာရန်ကဘာရေးချလို့ဆိုလို့ရှိနောင်ခါကာလမှာတဲ့ဒီစေတီရနေတာလားဓာတုနေတာလားအဆောက်အဦးဂျုံရင်းပျက်စီးခဲ့လို့ရှိရင်သင်ရဲ့နွမ်းပါတဲ့ပုံကိုယ်တွေဖျင်းနေဟောဒီပရမညာယရဏံကိုရောက်ချပြီးတော့ ဒီတန်တော်တိုင်းကြီးကိုပြန်ပြီးတော့ပြင်ဆင်มาဆက်ဆံရမယ်เนาะအဲ့ဒါဟာစေရနာပစ္စည်းထက်တွင်ရဲ့အဓိပ္ပာယ်တစ်ခုကြီးညိုလို့ထဲ့တာကတစ်ခုเนาะကြီးညိုတဲ့အပြင်ဘာထဲ့ထားတော့လဲအေးနောက်တစ်ချိန်ကျတော့သင်္ခါရသဘောတရားအရာစီဒီဆိုတာယိုရင်းပြပြသွားမှရှိတယ်အဲ့ဒီယိုရင်းသွားတဲ့စီဒီတော်ကြီးမတက်နိုင်တဲ့အချိန်မှာ မပြင်းနိုင်ပါဆိုလို့ဒီထဲမှာပါလာတဲ့တန်ဖိုးရှိတဲ့ယန္တနာတွေကို ရောင်းချပြီးဇေဒီကိုအသိပြင်ပါဆိုလိုတယ်ပေါ့အဲ့ဒီအတိပ္ပယ်နဲ့ထဲ့လာရာနေခုတော့ပူဇော်တယ်ဆိုတာလောင်းလေးနဲ့တင်မယ်ထဲ့ကြတာတွေများလာတယ်